ဒီခရုဘချလုံးတည်ပြီးသွားပြီလားအမဝသမားရဲ့အတွက်ဒီနေ့ရှီကိုတိုလို business ပါမန်ဒီမှာအသုံးပြုတဲ့ခရုဘချလုံးသင်ပေးမယ်တစ်ချက်ဆုံးလိုက်ကြရအောင်ပထမဆုံးတစ်လုံးကဂျူဂျီဆိုလို့ဂျူဂျီဆိုလို့ဆိုတဲ့ခရုဘညီကောတဲ့ယူတော့သူတဲ့နာရှီကိုတိုကျော်မှုနေခကဝတဲ့အခေါ်နာကိုတော့မြန်မာလို့ပြမယ်ဆိုရင်ဒီလုပ်ငန်းတာဝန်တစ်ခုနေပင်တစ်ခုမှာပါဝင်ပတ်သက်ပြီးလှုပ်ဆောင်သည်ဆောင်ရွက်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်။ဒါမှအတော်များလဲဆိုရင်ဥပမာအင်တာဗျူးတွေဘာတွေမှာဆိုရင်ဒေါနာဘုံရတဲ့ဂျူဂျီဆာတဲ့တိမ်မတ်တာက ်ဆိုပြီးတော့ပြဖို့ရမှာလုတ်ခဲ့တာလဲဆိုတာမျိုးတွေအမိခံရတာမျိုးရှိအဲ့ချိန်မှာအသုံးပြုတယ် JPDN1 မှာလည်းမကြခဏပါတယ်စကလုံးဖြစ်လို့မှတ်ထားတဲ့။ကဲလေးပွန်တစ်ချက်ကြည့်ကြမယ်။ခါရီဝါနာဂနန်ချောဤခုနဘုံရာနေဂျူဂျီစတေကီတာသူကပညာရေးနယ်ပယ်မှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တယ်။ Ishi Toshite Iyokasoni Juji Stateimasu ဆရာဝန်ဖြစ်နေဆေးဘက်ဆိုင်ရာလုပ်ငန်းတွေမှာတာဝန်တွေထမ်းဆောင်ခဲ့တယ်ဆိုတဲ့အသေးပဲမျိုးမှာသုံးပါတယ်။နောက်တစ်လုံးက Take Take ニュンゴでいうと協力して共に事業などを行うこと မလို့ပြန်မယ်ဆိုရင်တော့ဒီ corporation တွေ partnership တွေပေါ့နော်အတူတူပူးပေါင်းဆောင်ရွက်တဲ့အဲလုပ်ငန်းတာဝန်တွေပူးပေါင်းထမ်းဆောင်နေဆိုတဲ့အထိပ္ပယ်မျိုးမှာသုံးပါတယ်။ကြည်လေးပေါင်းလေးတစ်ချက်ကြည့်မယ်။မြမလို့ဂျပန်ကုမ္ပဏီကနိုင်ငံခြားကုမ္ပဏီနဲ့ပူးပေါင်းခဲ့တယ်ဆိုတာကိုကျွန်တော်တို့ဘယ်လိုပြောမလဲ။နီဟွန်နိုခီယိုကခိုင်ခိုင်နိုခီယိုတို့တိတ်ခေစတာကျွန်တော်တို့ကုမ္ပဏီကတက္ကသိုလ်နဲ့ဤပညာဖွံ့ဖြိုးရေးကိုပူးပေါင်းဆောင်ရွက်နေတယ်။ဘာကာရှာကဒိုင်ဂါကုတို့ဂီဂျူစုခါယာစုနဲ့တိတ်ခေစတေမတ်။နောက်တစ်လုံးကဒါခေစ်ဒါခေစ် လို့ခေါ်တယ်။ညွန်ကတဲ့ယူတော့ကိုရှောရဂီရွန်တော့ခက်ကတော့ရှိတဲ့ဂေါ်အီနိတဆူရခတော့မြန်မာလူပြောနေဆိုရင်ဒီညီနိုင်ဆွေးနေတာလေအဲသဘောတူညီနိုင်ဆွေးနေခြင်းတွေမှာနောက်ဆုံး agreement သဘောတူညီချက်ရပါတယ်ဆိုတဲ့အထိမြင်မသက်ရပါတယ်။ကဲဒီခေါက်လေးလေးပွန်းလေးနည်းနည်းကြည့်ကြည့်မယ်။အချာကြီးဆွေးနေပြီးခဲ့ကြတဲ့နောက်မှာသဘောတူစာချုပ်ထုတ်ဆိုခဲ့ကြတယ်။ချောဂျီကန်တော့အနာရှိအိုင်နော့ဆဲကေယာကူကတာကက်စစ်တာအလौသမားနဲ့အလौရှင်ကြမှာညှိနှိုင်းမှုကသဘောတူညီမှုရရှိခဲ့တယ်။လိုရှိကိုရှော်ကပူဂျီနီတာကက်စစ်တာလေးလုံးမြောက်ကစာတေး 査定。日本語で言うと品質や能力を調べて価値を決めること。မမလို့ဆိုရင်လူတယောက်ရဲ့စွမ်းဆောင်ရည်ဒါမှမဟုတ်ဒီဆက်ပစ္စည်းတွေဘာတွေစွမ်းဆောင်ရည်ဒါမှမဟုတ်တန်ဖိုးပေါ့နော်တန်ဖိုးအကဲဖြတ်တယ်ဒီအရေးချင်းတတ်မှတ်တယ်အကဲဖြတ်တယ်ဆိုအတိအပ္ပမျိုးရပါတယ်လက်ပုံကြည့်ကြည့်မယ်ဆိုရင်နှစ်စဉ်ဝန်ထမ်းတွေအလုံးလုံးဆောင်ဖို့ကိုအကဲဖြတ်တယ်ဘယ်လိုပြောမလဲမိုက်တို့ရှိရှာရင်တော့ကျော်စဲကြီးကစာသိစာရဲတယ်လို့အကဲဖြတ်ရလပုံမူတည်ပြီးတော့လောက်စာတိုးခြင်းကိုဆုံးဖြတ်တယ်စာသိခေကနီယော့တဲ့ရှော့ကျူကခင်မာလို့နောက်တစ်လုံးကဖူနီဖူနီ 日本語で言うと、仕事のために他の土地へ移動して、勤務を勤務めること、勤務を始めること。山路沿いの、チャンリアルクオーディ移動の、ピャンシービをロッダウンへ転送する、例文をやばれ。レモンでチェッジメペア、ナウラマ沿いに東京本社をダウンへ転送をドアメ。父は来月、東京本社に赴任する。人間でダウンへ転送をドアラが先行無意でこけば海外赴任は大きなチャレンジだ。謎のドロンが、報酬。 報酬日本語で言うと労働や働きに対して支払われるお金。မြန်မာလိုပြောမယ်ဆိုရင်ကြတော့လောက်ခလာစာအလုပ်လုပ်တဲ့အတွက်ရရှိတဲ့အခချင်းငွေဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်ပါတယ်။ Curio ဆိုတာမျိုးပိုပြီးမြင့်နေ formal ကြတဲ့စကားလုံးလုံးမှတ်ထားပြင်ရပါတယ်။ကဲလေးပုံတစ်ချက်ကြည့်မယ်ဆိုရင်ဒီ project ရဲ့လုံအားကမြင့်တယ်။ခုန project တော့ Hoshu ကတကိုက်။ကဲဒီနေ့အတွက်ကတော့ N1 အတွက် October 6လုံးတင်ပေးလိုက်ပြီ။နောက်ဆက်မြေကျင်တိုင်းတစ်ခုက Curricular ပေါ့နော်ဘလို့ video မျိုးလေးတွေ ြည့်ကျင်နေဆိုတာမျိုးလေး comment မှာပြတစ်ချက်ပြောပြပေးပါပြီးတော့ကိုတည်ကျင်နေလဲပဲတည်ကျင်နေအဲစကလုံးခိုးတော့ပါလေးတွေကိုပြောပြပေးရင်ပြီးတော့ဗီဒီယိုလေးလောက်ပြီးတော့ဖြည့်ထားပေးပါမယ်အားလုံးပဲကြမသာစကီနောက်တော့ကလည်းဟိုအရှင်မရှော့ bye bye